အွန်လိုင်းတွင်ရွှေရောင်းချနေတဲ့ရွှေဆိုင်ကြီးများအွန်လိုင်း license တစ်ခုထပ်မံလျှောက်ထားရန်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောကြားပါတယ်။အွန်လိုင်းပေါ်မှာရောင်းချနေဆိုလို့ရှိရင်ကိုယ်တိုင်ရေးမှာ license တစ်ခုထပ်ပြီးတော့ online license ကိုလျှောက်ရပါမယ်။ online license ရတော့မှ Facebook တို့မှာတက်ပြီးရောင်းလို့ရပါမယ်။အဲ့ဒီ license မရှိဘဲရောင်းလို့ဝယ်လို့ရှိရင်ထပ်ပြီးတော့အေးအေးယူခံမှာဖြစ်ပါတယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောကြားပါတယ်။ရွှေဆိုင်ကြီးများက online တွင်ရောင်းချလျက်ရှိပြီး online license လျှောက်ထားရန်မြေတားရက်ခိုင်အကြောင်းဦးမျိုးမြင့်ကဆက်လက်ပြောကြားပါတယ်။ ဆိုင်ကြီးတွေတော်တော်များများ online မှာရောင်းချကြတယ်။အဲဒီဆိုင်ကြီးတွေအနေနဲ့ကုန်သွယ်ရေးမှာ online လမ်းစဉ်လျှောက်ပေးဖို့မြေတားရက်ခံပါတယ်လို့ဦးမျိုးမြင့်ကပြောကြားပါတယ်။ပြည်ဆိုင်များအနေဖြင့်မြေပြင်မှာရှင်ရောင်းဝယ်ခြင်းလုပ်ကင်ဆောင်ရွက်ရန်အတွက်လုပ်ငန်းလမ်းစဉ်လျှောက်ထားရယူရန်နဲ့သတ်မှတ်ထားတဲ့စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုံမှန်၅နှစ်အညီအရေးယူခြင်းခံရမှာဖြစ်ကြောင်းတရားစတာနှင့်သဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကအတည်ပြုကြေညာထားပါတယ်။ရွှေဆိုင်ဖွင့်လှစ်သူများအနေဖြင့်ဒတ်တထုရွှေ ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကိုလျှောက်ထားရန်လိုအပ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ18ရက်တွင်လျှောက်လာများကိုလက်ခံခြင်းပိတ်သိမ်းထားပြီးဖြစ်ပါသည်။